ိမိတို့တက်ဆွမ်းသည်မြတ်လူတန်းပူဇော်ထားသောကုသိုလ်ကောင်းမှုနှင့်ဆက်ဆက်ပြီးတော့အနုမောဒနာတရားတပုဒ်မဟောကြား မနာကြခင်လူရှင်မိသားစုတွေကို အားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေပါအသက်ရှိရာအနာမေကြီးရံပီးကင်းကြောင်းကောင်းမှုမင်္ဂလာဖြာပြတို့နှင့်တလုံးတဝပြည့်စုံနိုင်ကြစေဖို့ယံရှိတမ်းပြီးတော့ရှေးဥစွာမေတ္တာပို့တာပေးမှဖြစ်ပါတယ်အာယုန်တစ်ပါးစိတ်မသွာပဲနာယူကြည်ညိုကြရအောင် သဗ္ဗိတိယောဝိဝဇန္တုတောကောရောဂောဝိနတတုမာတိဘွန်တွန်တရာယာဒုခိတိကာယူကောဘဝသဗ္ဗိတိယောအလုံးစုံသောဘေဥပအန္တရေယံသွဲသွဲမှန်သမျှတို့သည်ဤတရားဒေသနာကိုစိတ်ထားကြည်လင်စွာ나ယူကြည်ညူနေကြကုန်သောအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတို့ကောင်းတို့အား ဝိဝဇန်တုယနေ့ကသာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ကောင်းစွာမသွေဖဲခွာရှောင်ရှားကြပါစေကုန်တည်းတောကောသဆိုရင်ဘူးဆွေငိုကြွေးရခြင်းဟုဆိုအပ်သောတောကမျိုးသည်လေဝိနတတုကင်းစင်လွင်ပပျောက်ပြကြပါစေတည်းရောဂောသဂျင်နာခန့်ခဲနှိမ့်ဆက်တတ်သော 96ဖြာ98ဖြာမနစ်သက်စရာဘီယောဂမှန်သမျှအတိလေဝိနာတတုကင်းစင်လွင့်ပပျောက်ပြေကြပါစေတတိဒေတုံမာကံအလှူဒါယကံအလှူဒါယကမမိသားစုအပေါင်းတော်ကောင်းတို့နှင့်ဤတရားဒေသနာကို စိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောအလုံးသောဓမ္မမိဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အား အန္တရာယမကောင်းသောဘိဥပန်အန္တရေယံသွေသွေမှန်သမျှတို့သည် မာဘဝန္တုမကြမရောက်မဖြစ်ကြပါစေကုန်တည်းဒုခီဒုခိတာကိုစိတ်နှဖျားကြမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းရှိကြကုန်သည်ဖြစ်၍ဒီကာယူကသိရာကြောရန်ကိုတလှမ်းနိုင်ရကုန်သည်ဘဝတုဘဝန္တုဏိတိုင်းညာတိုင်းခမဆိုင်မေ မန္တန်ဤမသွေဖြစ်ထွန်းတော်မူကြပါစေကုန်တည်းအဲဒီကနေ့အလုရှင်မိသားစုတွေအားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုခြေစူးပြုပေးမဲ့တရားကတော့ဟရာရိုက်တာထက်နာတိတရားတော်တဲ့ဗာတရားတဲ့လေ ဖရာရိုက်တာထဲသာတရားတော့ပါဖရာရိုက်တော့ပါဖရာဘယ်သူမှမဟောတဲ့တရားဒီနေ့ဟောရမှာပေါ့နော်ဒီမှာဖရာအဲ့တော့ဒီတရားကတော့ဟောနေကြတရားပါပဲဟောနေကြတရားကတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့အဆုံးအမတွေကိုအခြေခံပြီးတော့လေဒီဆရာတော်ဘုရားကြီးကဆုံးမထားတဲ့အဲ့ဒီလေဒီဆရာတော်ဘုရားကြီးဆုံးမထားတဲ့အဆုံးအမလေးကိုအဲ ဘုံဘုံကပြန်ပြီးတော့မျှဝေတဲ့အနေနဲ့ယေရှုပြုပေးတာဖြစ်ပါတယ်။ကဲဒီတရားလေးနားလေသဘောပေါက်အောင်လိုက်ဆိုကြရအောင်။လူဘုံဘဝလူဘုံဘဝရောက်လာကြရောက်လာကြခဏအသက်ရှိခဏအသက်ရှိလူဘုံဘဝလူဘုံဘဝရောက်လာကြ ရပါကြခဏအသက်ရှိခဏအသက်ရှိလူဘုံလူဘဝရောင်းလာကြတဲ့ပုံကိုယ်တွေကိုပြန်ပြီးတော့အာယုံပြုကြည့်ရင်အရှင်ဖေဟာဖရာတပီတော်ကတော့အသက်90ရှိပါပြီဖရာ60 90ရှိပါပြီဖရာဘလူပဲပြောပြောတဲ့ကိုပြင်စဉ်းစားကြည့်လိုက်တဲ့ခါမှာကိုဘဝဟာခဏလေးပဲတိတ်ပြီးတော့မကြသေးဘူးလို့ဒီလိုထင်ရတယ် ဘလောက်ပဲအသက်ရှည်ရှည်လူပုံလူပွားရောက်လာတာဟာခဏလေးပါပဲတဲ့ဒါကြောင့်အဲ့ဒီလိုခဏလေးရောက်လာတဲ့အခိုက်မှာမိမိတို့လှုပ်တင်လှုပ်ထိုက်တာတွေဘာတွေလှုပ်ရမလဲဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဆိုတာလေးကိုလေဒီဆရာတော်ဘုရားကြီးကဘုရားရှင်အလိုတော်ကြထပ်ပြီးတော့ဆုံးမထားတယ်။ကဲလိုက်ဆိုကြဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက်ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် พยาใจเอานี้พยาใจเอานี้เปดูใจใจมาใจใจเปดดูใจใจมาใจใจพยาใจเอานี้พยาใจเอานี้ အော်လေဒီဆရာတော်ဖျားကြီးကဆက်ဆုံးပါတယ်ဘယ်သူတွေကြိုက်ကြိုက်မကြိုက်ကြိုက်ဖျားကြိုက်အောင်နေတဲ့လောကကြီးမှာကတော့လောကလူသားတွေတဝူးနဲ့တဝူးတယောက်နဲ့တယောက်နေကြတဲ့အခါမှာကိုကိုမကြိုက်တဲ့ပုံကိုယ်တွေလည်းအများကြီးရှိမှာပဲကိုကိုသဘောကျတဲ့ပုံကိုယ်တွေလည်းအများကြီးရှိမှာပဲတဲ့အဲ့တော့ तू ကတော့ငါ့ကိုသဘောမကျဘူး तू ကတော့ငါ့ကိုသဘောကျတယ်ဆိုတာတွေအသာလေးမိထားလိုက်အောင်တဲ့အဲ့ဒီ လောကလူသားတွေသဘောကျတာသဘောမကျတာတွေအသာထားလိုက်အဲ့ဒါတွေမိထားလိုက် အရေးကြီးတာကဖယားသဘောကျမကျဖယားကြိုက်မကြိုက်ကပိုအရေးကြီးတယ်။ခြံတဲ့ပုံကိုယ်တွေဘသူကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ဒါတွေကအရေးမကြီးဘူးတဲ့။အရေးကြီးတာကဖယားကြိုက်မကြိုက်ကသာလင်အရေးကြီးတယ်။အော်သူကတော့ငါ့ကိုမကြိုက်ဘူးသူကတော့ငါ့ကိုသဘောမကျဘူးသူကတော့ငါ့ကိုမကျေနပ်ဘူး သူကတော့ငါ့ကိုကျင့်တတ်တယ်ဆိုတာ ਈ တဲ့တဲ့ဖျားကြိုက်မကြိုက်ကအရေးကြီးတယ်ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက်ဖျားကြိုက်အောင်နေဆိုသည့်အတိုင်းအတတ်နိုင်ဆုံးကတော့ဘသူကြိုက်အောင်နေကြရမယ်ဖျားကြိုက်အောင်နေကြရမယ်ဖျားကြိုက်အောင်နေဆိုတော့ဘုံဘုံဖျားဖျားကြိုက်အောင်တပည့်တော်တို့တပည့်တော်မားတို့ကဘယ်လိုလုပ်နေရမလဲဘယ်လိုနေရမလဲဖျားလို့ဒီလိုမေးเสียရှိတာပေါ့ ဟုတ်စနောဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဆုံးမထားတာကတော့ဘုရားအဆုံးအမတွေက45နှစ်လုံးလုံးဆုံးမသွားတာဆိုတော့အများကြီးပေါ့အဲ့ဒါတွေအားလုံးကိုခြုံငုံပြီးတော့ရရှင်ကိုရောမြတ်ကြီးကပြန်ဟောထားတာလေးကိုပြန်အာယုံပြုကြည့်လိုက်တဲ့ခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသဗ္ဗပပတအကရဏံနဲ့စာလိုကတော့အဲ့ဒါဘာပြောတာလဲဆိုရင်မကောင်းတာတွေမှန်ရင်မလောက်ကြနဲ့ မြတ်စွာဘုရားကပထမဦးဆုံးသာဆုံးမတော်မူတာမကောင်းတာမှန်ရင်မလုံကြနဲ့မကောင်းတာမှန်ရင်မလုံကြနဲ့ဆိုတာမကောင်းတာမှန်ရင်ပြုလေမပြုလုံနဲ့ပြောလေမပြောနဲ့တွေးတောင်မတွေးမိစေနဲ့လို့ဒီလိုဆိုလိုတာပေါ့မကောင်းတာဒီမှန်ရင်ပြုလေမပြုမိစေနဲ့ပြောလေ မပြောမိစေနဲ့ဖြစ်နိုင်ရင် တွေးတောင်မတွေးမိစေနဲ့ဘာဖြစ်လို့အဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမကောင်းတာမှန်ရင် မလုံနဲ့လို့ပထမဦးဆုံးဆုံးမတော်မူရတာလေဘုရားဆုံးမထားတဲ့ဆုံးမစကားသုံးခွန်းရှိတဲ့ထဲကနေပြီးတော့ပထမဦးဆုံးအရေးတကြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအရေးတကြီးကိုဆုံးမလိုက်တာက ကောင်းတာတွေအရင်လှုပ်လို့မြတ်စွာဘုရားမပြောဘူးမကောင်းတာတွေမလှုပ်မိစီနဲ့မြတ်စွာဘုရားပြောတဲ့စကားကိုပြန်ကြည့်ရင်ကောင်းတာလှုပ်ဖို့အရင်ပြောတာလားမကောင်းတာကိုမလှုပ်ဖို့အရင်ပြောတာလားမကောင်းတာကိုမလုပ်ဖို့အရင်ပြောပါဘုရားအရင်ပြောပါတယ်ဗျာအဲမကောင်းတာကိုမလုပ်ဖို့အရင်ပြောတာဗျာတာမန်ကြည့်မယ်ဆိုရင်တော့ကောင်းတာကိုလုပ်ကြဆိုတာကိုအရင်ပြောတဲ့နေလို့ထင်စရာရှိတာပေါ့ မှန်ပါဗျာဆိုတော့ပြန်စင်ကိုရောမြတ်ကြီးကမကောင်းတာတွေမလုပ်ကြနဲ့กว่าလို့အရင်ပြောတာဘာဖြစ်လို့အဲ့ဒီလိုမကောင်းတာတွေကိုပြုလဲမပြုကြနဲ့ပြောလဲမပြောကြနဲ့တွေးတောင် မတွေးမိစေနဲ့မကောင်းတာမှရင်လုပ်ကိုမလုပ်နဲ့กว่าစိတ်ကူးတဲ့တောင်မထက်နဲ့လို့ဘာဖြစ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအရေးတကြီးမကောင်းတာမလုပ်ဖို့ကို ပထမဦးဆုံးဆုံးမရတာလေဆိုတော့မကောင်းတာလုပ်ရင်တဲ့ကဲ အကျိုးကြတော့ဘာကျိုးရမှာမကောင်းကျိုးရမှာပေါ့ရပါဘူးဩမကောင်းကျိုးတွေရတဲ့အခါကျတော့တယောက်နဲ့တယောက်စိတ်ဆင်းရဲရတယ်ကိုဆင်းရဲရတယ်တောကရီရောက်ရပရိဒီဝရီရောက်ရအဲကိုဆင်းရဲရတဲ့ဒုက္ခရီနဲ့ကျုံရစိတ်ဆင်းရဲရတဲ့ဒေါမနတရီနဲ့ကျုံရ ပြင်းပြင်းထန်ထန်ပူလောင်ရတဲ့ဥပါယာတရင်းနဲ့ကြုံရတဲ့အဲ့ဒီလို ကြုံရတဲ့အခါကျမှ မျက်ရည်နဲ့မျက်ခွက်ဖြစ်တဲ့အခါကျမှဘယ်သူမှအားကိုးလို့မရတော့ဘူးအဲ့ဒီလိုယဉ်နေအောင်ခံစားရတာတွေကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမတွေ့အောင် မကြုံအောင်မကောင်းတာတွေမလုံးမိစေနဲ့ မကောင်းနာရီကိုပြုလုပ်မိပြီဆိုလို့ရှိရင်စိတ်ဆင်းရဲရတတ်တယ်ကိုဆင်းရဲရတတ်တယ်အိုးတခါတည်းတကယ်ကိုဒုက္ခတွေရောက်တတ်တယ်တဲ့ဒုက္ခတွေညည်ရီပေါက်ကြီးငယ်ကြတ်တတ်တယ်အဲ့ဒီလိုအဖြစ်ဆိုးတွေနဲ့မကြုံရအောင်မြတ်စွာဘုရားကမကောင်းနာရီမလောက်ကြနဲ့မကောင်းကြောင်းလို့ရင်မကောင်းကျိုးတွေကြုံရတတ်တယ်ကွာအဲ့ဒီထက်ဆက်သွားလိုက်လို့အဲ့ဒီထက်ကိုကမိုက်လို့မကောင်းတာတွေထပ်ပြူကြမယ်ဆိုရင်ဒီဘဝမှာဒုက္ခရောက် တမလွန်ကြတော့အပေရောက်ပေါ်ကဲလောကီမှာဖျားပွင့်လိုက်ကိုကငရေပြီရောက်လိုက် လောကီမှာဖျားပွင့်လိုက်ကိုကတရိษံကြီးဖြစ်နေလိုက်လောကီမှာဖျားတော့ပွင့်သားပဲကိုကပြိတ္တာကြီးဖြစ်နေတာအဲ့ဒီကြာရင်ငရေရောက်မှတရိษံကြီးဖြစ်မှပြိတ္တာဘဝရောက်မှ အာတို့အာယုံစွန်းလေးလှူဒန်းအောင်မှာပဲနေစွန်းလေးလှူဒန်းအောင်မှာပဲကုသိုလ်လေးပြုအောင်မှာပဲဆိုလို့ရပါမလားမရပါဘူးဗျာအဲ့ဒီကြမှာသာသနာပြုခြင်းလေးဆိုလို့မရတော့ဘူးတဲ့အဲ့ဒီလိုမဖြစ်ရလေအောင်ဒီဘဝမှန်လေစိတ်ဆင်းရဲခြင်းကိုဆင်းရဲခြင်းတွေမဖြစ်ရလေအောင်နောက်ဘဝမှန်လေပဲအပေဆင်းရဲတွေနဲ့မတွေ့ရမကြုံရလေအောင်အပေရောက်သွားရင်လေဘာမှကဲပွဲမရှိတော့ဘူးဘယ်သူမှကဲလို့မရတော့ဘူး အဲ့ဒီလိုအဖြစ်ဆိုးတွေနဲ့မကြုံရလေအောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမကောင်းတာတွေပြုတ်ကိုမပြုတ်နဲ့ပြောကို မပြောနဲ့ဖြစ်နိုင်ရင် တွေးတောင်မတွေးမိစေနဲ့မကောင်းချောင်းလို့ရင် မကောင်းကျူးတွေရတတ်လို့မကောင်းချောင်းတွေရှောင်ရกว่าလို့မြတ်စွာဘုရားကဒီလိုဆုံးမတာအေးအတတ်နိုင်ဆုံးမကောင်းတာမှန်ရင်မရှောင်ရမှာလားရှောင်ရမှာလား ရောင်ရပါမယ်ရောင်ရမှာတဲ့မကောင်းနာရီရှောင်းဆိုတာမကောင်းနာရီကိုမပြုမိအောင်မပြောမိအောင်အတတ်နိုင်ဆုံးမတွေးမိအောင်ရှောင်းနေတဲ့အဲ့ဒီလိုရှောင်းနေရင်ဒါဖရာစကားကိုနားထောင်နေတာပဲလို့မှတ်ပါသဗ္ဗပပတအာကရဏမကောင်းနာရီမလို့ရဘူးကုသလတဥပတံပရာကောင်းနာမှန်သမျှဆောင်ရမယ်ကောင်းနာမှန်ရင်အကုန်လုံးစိုက်တယ်လို့လို့ကောင်းနာမှန်ရင်ဘသူပဲဖြစ်ဖြစ် အရာတရားတန်ခါယရဏသုံးပါဂုံကိုအာယုံပြုပြီးတော့လှူကြတန်းကြသာသနာပြုကြတယ်ဆိုတာလည်းကောင်းတယ်။မိဘကိုပြုစုတယ်စောင့်ရှောက်တယ်ဆိုတာကလည်းပဲမကောင်းတာလားကောင်းတာလား။ကောင်းတာပဲ။ကဲကိုသားသမီးတွေထောက်ပံ့တာကလည်းပဲမကောင်းတဲ့အလုပ်လားကောင်းတဲ့အလုပ်လား။ကောင်းတဲ့အလုပ်ပဲပေါ့။ဒါဆိုရင်ကိုညီကိုမောင်နှမကိုကူညီတာကလည်းမကောင်းတဲ့အလုပ်လားကောင်းတဲ့အလုပ်လား။ ကောင်းတဲ့အလုပ်ဒီပဲတဲ့ကိုညီကိုမောင်နှမမှမဟုတ်ဘူးတဲ့ဆင်းရဲဒုက္ခရောက်နေတဲ့ပုံကိုယ်ဒီကိုကိုကကူညီလိုက်တာကကောကဲမကောင်းတဲ့အလုပ်လားကောင်းတဲ့အလုပ်လားကောင်းတဲ့အလုပ်ပါဗျာကောင်းတဲ့အလုပ်ပဲတဲ့ကဲခွေးကလေးတွေကြောင်လေးတွေတရိတ်ဆန်လေးတွေတွေ့လို့ကျွေးမွေးတာလဲဒါကောင်းတဲ့အလုပ်ပဲကောင်းတဲ့အလုပ်မှန်ရင်အကုန်လုံးဘယ်အလုပ်မျိုးမဆိုကောင်းတဲ့လုပ်အမှန်လို့ရှိရင် အကုန်လုံးသာလောက်ကြပြီးတော့မကောင်းတာကတော့လုတ်ကိုမလုတ်နေဘာဖြစ်လို့လဲမကောင်းကျိုးတွေရတတ်လို့မကောင်းကျိုးရတဲ့အခါကျမှအရာကဲပါတရားကဲပါလုတ်လို့လဲအဲ့ဒီကျတော့မရတော့ဘူးအကြောင်းကလုတ်ထားတော့အကျိုးကဒီမှာရနေပြီလက်လွန်သွားပြီအဲ့ဒီကျမှဆူတောင်းနေလို့မရတော့ဘူးဒါကြောင့်မကောင်းတာမှန်ရင်လုတ်ကိုမလုတ်နေကောင်းတာမှန်ရင်အကုန်လုံးနောက်စိတ်တတ် သစိတ်တံပရိယောတပနံစိတ်ကလေးကိုဖြူအောင်ထားရမယ်မိမိရဲ့စိတ်ကလေးကိုဖြူအောင်ထားရမယ်တဲ့စိတ်ကလေးဖြူအောင်ထားရမယ်ဆိုတာ ပုထုဇဉ်ရဲ့စိတ်ဘလောက်ပဲဖြူဖြူမပြည့်စုံဘူးမလုံလောက်ဘူးသောတာပန်ပုဂ္ဂိုလ်ဖြစ်ရင်နည်းနည်းဖြူတယ်ဒေတိဝိစိကိစ္စသီလပရပရမတ္တလို့ခေါ်တဲ့ကိလေသာအညစ်အကြေးတွေကိုပယ်တတ်နိုင်သည့်အတွေ့အကြုံသောတာပန်ရဲ့စိတ်ကပိုးဖြူတယ် တဂရဂံရဲ့စိတ်ကတော့ကာမရာဂပဋိကရိယောသွားလို့ပိုးဖြူတယ်အနာဂံဆိုတော့ပိုးဖြူတယ်ယဟန္တာပုဂ္ဂိုလ်ဖြစ်ရင်ကိလေသာအညစ်အကြေးတွေအဖြူဆုံးပဲယဟန္တာဖြစ်မှအကုန်လုံးဖြူမှစိတ်ကိုဖြူအောင်ထားဖို့ဆိုတာကတော့မလွယ်ဘူးဒါမဲ့ကိုထားနိုင်တယ်လို့ထားရမယ်တဲ့အပြည့်အပြည့်ဝဖြူအောင်ထားဖို့ကတော့မလွယ်ဘူးအဲ့တော့စိတ်ကလေးကို ဖြူအောင်ထားရမယ်တဲ့အိမ်မှာနေရင်းနဲ့ ကိုယ်နဲ့ကိုမေတ္တာလေးနဲ့နေရင်လည်းပဲစိတ်ကတော့မဖြူမှားလားဖြူမှားလားဖြူမှားပါဗျာအဲမေတ္တာလေးထားပြီးတော့နေရင်ဥပမာအဖြစ်ကိုကချက်ရင်ပြုတ်ရင်နဲ့ဩမိသားစုတွေအဲစိတ်ချမ်းသာကိုချမ်းသာနဲ့သုံးဆောင်နိုင်ကြပါစီသူတို့တွေစိတ်ချမ်းသာကိုချမ်းသာနဲ့နေနိုင်ကြပါစီဆိုပြီးတော့ချက်ပြုတ်ကြွေးမွေးမယ်မေတ္တာထားပြီးတော့ချက်ပြုတ်ကြွေးမွေးမယ်ဆိုရင်လည်းမေတ္တာစိတ်တွေဖြစ်နေလို့ဒါစိတ်ကဖြူနေတာပဲအဲ့တော့ မိသားစုရဲ့ပေါ်မှာစေရနာထားပြီးတော့စောင့်ရှောက်နေရင်လည်းပဲမေတ္တာနဲ့စောင့်ရှောက်နေရင်အိမ်မှနေရင်နဲ့လုံရင်ကြရင်နဲ့စိတ်ကဖြူစင်နေတယ်ကုသူရိရနေတယ်ကုသူရိရနေတယ်အေးအဲ့ဒီတိုင်းပဲတဲ့အဲစေရနာထားမေတ္တာထားပြီးတော့ဆောင်ရွက်နေရင်ကိလေသာတွေမဖြစ်တဲ့အတွဲကြောင့်စိတ်ကဖြူစင်နေတယ်ဒါပေမဲ့လို့တရင်ကတခဏဖြူတယ်လို့ပြောရမှာပေါ့ စိတ်ကလေးကိုဖြူအောင်ထားရမယ်တဲ့မကောင်းတဲ့စိတ်တွေအတက်နိုင်ဆုံးမမွေးမိအောင်ကြိုးစားရမယ်စိတ်ကလေးဖြူအောင်ထားရင်ကုသိုလ်စိတ်တွေဖြစ်နေတယ်လို့မှတ်ပါအဲ့ဒီတော့မြတ်စွာဘုရားရှင် ကိုရောမြတ်ကြီး ဆုံးမတဲ့အဆုံးအမက မကောင်းတာမှန်ရင်ဘာလို့ရမလဲရှောင်ရမယ်ကောင်းတာတွေမှန်သမျှဘာလို့ရမလဲဆောင်ရမယ်ဆောင်ရပါဘုရားစိတ်ကိုတော့ဘယ်လိုထားရမလဲ ရှုအောင်ရမယ်ဘုရားအေးအဲ့ဒါဘသူအဆုံးမလဲမေးရင်ဘုရားရဲ့အဆုံးမအဆုံးမမကောင်းတာမှန်တယ်မြားရှောင်းနေရင်အတတ်နိုင်ဆုံးမကောင်းတာတွေရှောင်းနေရင်ဘသူကြိုက်အောင်နေတာလဲဖျားကြာကြာပါကောင်းတာမှန်တယ်မြပြုတ်လုံနေတာ ဆောင်းနေတာဆိုရင်လည်းဘသူကြိုက်အောင်နေနေတာဖျားကြာအောင်နေနေတာ ကိုယ်စိတ်ကလေးကိုဖြူအောင်နဲ့တတိထားပြီးတော့နေနေတယ်ဆိုရင်လည်းပဲဒါဖျားကြိုက်အောင်နေနေတာပဲလို့ဒီလိုမှတ်ရမယ်။အေးအဲ့ဒီတော့ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက်ဖျားကြိုက်အောင်နေတဲ့အတတ်နိုင်ဆုံးကဖျားကြိုက်အောင်နေခြင်းနေဆိုရင်ဒီစကားလေးသုံးခုကိုမှတ်ထားရမှာပေါ့။မကောင်းတာတွေမလုံးမိအောင်နေနေတယ်ဆိုရင်ဒါဖျားကြိုက်အောင်နေနေတာပဲ။ကောင်းတာမှန်သမျှကိုလို့အဲစွန့်နိုင်သလောက် ပြုလုပ်နေတယ်မိသားစုပေါ်မှာပဲဖြစ်စီညီကိုမောင်နှမပေါ်မှာပဲဖြစ်စီအဲကောင်းတာတွေလုပ်နေတယ်ဆိုရင်လေဒါဖျားချက်အောင်နေနေတာပဲစိတ်ကလေးဖြူအောင်ထားနေတယ်ဆိုရင်လေဖျားချက်အောင်နေနေတာပဲတဲ့အဲ့ဒီလိုဖျားချက်အောင် နေတဲ့ခါကျတော့ဘာကြိုးတရားတွေရတယ်လဲဆိုရင်ကဲလိုက်ဆိုကြည့်ဖျားချက်မှဖျားချက်မှလူဘဝ လူဘုရားမောချအစဉ်ပြေမောချအစဉ်ပြေဩဖယားကြိုက်မှလူဘုရားကတဲ့ဧကံမောချအစဉ်ပြေမှာတဲ့မကောင်းနာတွေကိုအပြုလို့မိအောင်ကြိုးစားတဲ့ပုံကိုယ်ကြီးကောင်းနာလုပ်တဲ့ပုံကိုယ်ကြီးစိတ်ကိုဖြူအောင်ထားတဲ့ပုံကိုယ်ကြီးဟာဖယားကြိုက်အောင်နေနေတာအဲ့ဒီလိုဖယားကြိုက်အောင်နေမှလူဘုရားဧကံမောချအစဉ်ပြေမှာတဲ့ ဘလောက်ထီအောင်ပြေးမလဲဆိုရင်ကဲဆိုကြည့်ပါဦးနေကောင်းတီကောင်းတီကောင်းတီကောင်းနောင်လေကောင်းနောင်လေကောင်းအကောင်းစင်ကာဝီအကောင်းစင်ကာဝီကဲဖျားကြအောင် နေနေတဲ့ပုံကနေရင်လည်းပဲကောင်းတော့နေခြင်းပါပဲနောက်ဆုံးကွယ်လွန်နေစာရောက်သွားရင်တောင်မှဒါဖျားကြအောင်နေတဲ့ပုံကဟာ တည်သွားရင်တောင်မှကောင်းသောတည်ခြင်းပဲနေကောင်းတည်ကောင်းနောင်လေကောင်းဖျားကျဲအောင်နေတဲ့ပုဂ္ဂိုလ်ဟာဒီဘဝရင်ကောင်းတာမဟုတ်ဘူးတဲ့အကယ်၍မြန်နောက်ဘဝရှိနေသေးရင် နောက်ဘဝထိအောင်တောင်ကောင်းအောင်မှာအရှင်ဘုရားနောက်ဘဝကအရှင်ဘုရားမြင်လို့လားအရှင်ဘုရားနောက်ဘဝကရှိတာတည်ကြလို့လားလို့ပြောเสียရှိတယ်အကယ်၍မရှိရင်လည်းပဲကိစ္စမရှိဘူးရှိတယ်ဆိုရင်နောက်ဘဝထိကောင်းအောင်မှာတဲ့အတူကြိုက်အောင်နေလို့ ဖရာချာဖရာချာတေလို့ပါဗျာဒီကောင်းဒီကောင်းနောင်လေးကောင်းအကောင်းစင်ကဝေဟောဖရာချက်အောင်နေတဲ့ပုဂ္ဂိုလ်ကတော့အခုလေးကောင်းနောင်လေးကောင်းအိုးကောင်းပြီးရင်ကောင်းအဲ့ဒါဖရာချက်အောင်နေကြလို့မကောင်းနာတွေကိုရှောင်ကြလို့ကောင်းနာတွေကိုဆောင်ကြလို့စိတ်ကိုဖြူအောင်ထားကြလို့ ဒါဆိုရင်ဒါပဲလားဆိုတော့နေကောင်းဒီကောင်းနောင်လေးကောင်းအကောင်းစင်ကဝီကဲလိုက်ဆိုကြည့်ပါဦးဘဝဘောကဘဝဘောကဣဗာနာဣဗာနာရကြအကျိုးတွေရကြအကျိုးတွေဟောဒါပါပြောတာလေဆိုတော့ဖယံကျက်အောင်နေတဲ့ပုံကိုယ်ကြီးကြတော့ဘဝဘောကဘဝဆိုတာကဘဝတံပတ္တိတဲ့ဘဝတံပတ္တိဆိုတာက ဘဝဆိုတာကတော့ဒါလူဘဝစတဲ့ဘဝတွေကိုပြောတယ်တံပတ္တိဆိုတာပြည့်စုံတာဘဝတံပတ္တိဆိုတာတဲ့ဘဝနဲ့ပြည့်စုံနေဆိုတာကောင်းတဲ့ဘဝရတယ်လို့အဓိပ္ပာယ်ရတယ်လူဘဝလို့နတ်ဘဝလို့ဗြဟ္မာဘဝလို့အဲ့ဒီလိုကောင်းတဲ့ဘဝရတာကိုဘဝတံပတ္တိလို့ခေါ်တယ်အကယ်၍အပေကျသွားရင်အဲ့ဒါဘဝတံပတ္တိမဖြစ်ဘူးလို့ဒီလိုမှတ်ရမှာပေါ့အဲ့တော့အခုဘဝတံပတ္တိနဲ့ပြည့်စုံနေ ကောင်းမြတ်တဲ့လူဘဝရတယ်အကောင်းဆုံးအမောမြတ်ဆုံးဖြစ်တဲ့လူဘဝရတယ်ဆိုတာအဲ့ဒါဖះကြိုက်အောင်หนีလူလူဘဝရတာဘုရားဘာသာမဟုတ်ရင်တောင်မှသူလုတ်တဲ့လုတ်ရာဖះကြိုက်တဲ့လုတ်ရက်ဆိုရင်ကောင်းတဲ့ဘဝရမှာပဲအေးတခါတည်းကဘုရားဘာသာဖြစ်ပြီမဲ့လို့ဖះမကြိုက်တဲ့လုတ်ရက်ဒီလုတ်ရင်တော့ကောင်းတဲ့ဘဝရမှာမဟုတ်ဘူးဘုရားဘာသာမဟုတ်ပြီမဲ့လို့ကောင်းတာလုတ်ရင်တော့ကောင်းတဲ့ဘဝရမှာပဲ ဗုဒ္ဓဘာသာဖြစ်ပြီမဲ့လို့မကောင်းတာလုပ်ရင်တော့မကောင်းတဲ့ဘဝရမှာပဲအဲ့တော့ကောင်းတဲ့ဘဝရတယ်ဆိုတာဖျားကြက်အောင်နေလို့ဘဝဘောကဘောကဆိုတာကစီးစဉ်ဥစ္စာလို့အဓိပ္ပာယ်ရတယ်ဘောကတံပတ္တိဆိုတာစီးစဉ်ဥစ္စာတွေနဲ့ပြည့်စုံတာတဲ့အဲ့တော့စီးစဉ်ဥစ္စာရေရနာတွေနဲ့ပြည့်စုံတဲ့ဘဝရတယ်ဆိုတာလည်းပဲဖျားကြက်အောင်နေလို့ ဖျားကြိုက်အောင်နေလို့ဆိုတာအမြဲတမ်းဖျားရှိခိုးတာအမြဲတမ်းတရားဒီမှတ်တာအဲ့ဒါဒီမှပြောတာမဟုတ်ဘူးစောစောကမကောင်းတာမလုပ်ရင်ဖျားကြိုက်တာပဲကောင်းတာတွေလုပ်နေတယ်ဆိုကြတဲ့ကကိုမိဘပေါ်ကောင်းရင်လေဖျားကြိုက်တာပဲကိုသားသမီးတွေပေါ်ကောင်းရင်လေဖျားကြိုက်တာပဲကိုတငယ်ချင်းတွေအပေါ်မှာကောင်းရင်လေဖျားကြိုက်အောင်နေတာပဲအဲ့တော့တရိစ္ဆာန်လေးတွေအပေါ်ကောင်းရင်လေဖျားကြိုက်အောင်နေတာပဲတဲ့အဲ့ဒီလိုဖျားကြိုက်အောင်နေရင် ဘဝတံပတ္တိလို့ခေါ်တဲ့ကောင်းတဲ့ဘဝရတယ်။ဘောဂတံပတ္တိလို့ခေါ်တဲ့စီးစဉ်ဥစ္စာယရဏာဒီနဲ့ပြည့်စုံတဲ့ဘဝရတယ်။ဘဝဘောဂနိဗ္ဗာန်အဲ့ဒီထက်ကောင်းတာတွေထပ်လို့ရင်နိဗ္ဗာန်နိဗ္ဗာန်ဒုက္ခလို့ခေါ်တဲ့နိဗ္ဗာန်ချမ်းသာကိုတောင်ရနိုင်တယ်။အဲ့တော့လူရင်းပြောရရင် လူဘဝရရင်လည်းလူချမ်းသာအဲနတ်ဘဝရရင်လည်းနတ်ချမ်းသာ နောက်ဆုံးနိဗ္ဗာန်ချမ်းသာအဲ့တော့ လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတွေကိုရကျင်နေဆိုရင်တဲ့ဖရားကြိုက်အောင်နေရမယ်။ဖရားကြိုက်အောင်နေနိုင်တဲ့ပုံကိုယ်တွေကလူချမ်းသာလေးရနိုင်တယ်။အဲ့ဒီထက်ပိုလုံနိုင်ရင်နတ်ချမ်းသာတွေလည်းရနိုင်တယ်။အဲ့ဒီထက်ပိုလုံနိုင်ရင်နိဗ္ဗာန်ချမ်းသာကိုလည်းရနိုင်တယ်တဲ့။ဒီချမ်းသာတွေနဲ့ပြည့်စုံနေနေဆိုရင်တော့ဘယ်သူကြိုက်အောင်နေရမှာ။ဖရားကြိုက်အောင်နေရမှာ။ဖရားကြိုက်အောင်နေရမယ်ဆိုတာကတော့ မကောင်းတာမှန်ရင်တော့ရှောင်းရှောင်းမကောင်းတာမှန်ရင်ဆောင်းစိတ်ကိုဖြူအောင်ထားမကောင်းတာလေးပြောပြူပြူလေမပြူနဲ့ပြောလေမပြောနဲ့တွေးတောင်းမတွေးမိစေနဲ့အဲ့ဒါတွေလုံးလို့ရှိရင်အရှင်ဖေဟာအဲ့ဒါတွေလုံးတော့ဘာဖြစ်မလဲဆိုအဲ့ဒါတွေလုံးရင်မကောင်းကြောင်းတွေလုံးရင်မကောင်းကျိုးတွေရသွားတတ်တယ် အဲ့ဒီမကောင်းကျိုးတွေရသွားတဲ့ခါကျမှမျက်ရည်နဲ့မျက်ခွဲဖြစ်ပြီးတော့မြတ်စွာဘုရားရှင်ကိုကိုရောမြတ်ကြီးကဲတော်မူပါဖေရဆိုရင်လေဖေရကဲလို့မရတော့ဘူး။အဲ့ဒီလိုဖြစ်ဆိုးတွေနဲ့မကြုံအောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမကောင်းတာတွေရှောင်ညာလို့မဆုံးမခဲ့တာလားဆုံးမခဲ့တာလား။ဆုံးမခဲ့ပါလေ။ဆုံးမခဲ့တာ။မကောင်းတာတွေရှောင်ညာလို့ဆုံးမတာဟာအလိုလိုဆုံးမတာမဟုတ်ဘူးမကောင်းကျိုးတွေရမှာဆိုလို့ မကောင်းကျိုးတွေမရစေခြင်းလွန်းလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမဟာကရုဏာတော်မြတ်ကြီးနဲ့ဆုံးမတာမကောင်းကြောင်းတွေမလုပ်ကြနဲ့မင်းတို့မကောင်းကျိုးတွေရတ်တတ်တယ်လို့ဒီလိုဆုံးမတာအေးအဲ့ဒီတော့ဖះကြိုက်အောင်နေခြင်းနဲ့ဆိုရင်တော့မကောင်းတာတွေကိုရှောင်ရမယ်ကောင်းတာတွေကိုပဲဆောင်ရမယ်ကောင်းတာမှန်ရင် ကိုယ်အတွက်လည်းကောင်းတာလို့၊သူများအတွက်လည်းကောင်းတာလို့၊နိုင်ငံအတွက်လည်းကောင်းတာလို့၊ဘာသာသာသနာအတွက်ကောင်းတာလို့၊ဘယ်သူအတွက်ပဲဖြစ်ဖြစ်ကောင်းတာလုပ်နိုင်ရင်အကောင်းဆုံးပဲ။မကောင်းတာကတော့ကိုယ်အတွက်လည်းမလုံမိစေနဲ့၊ကိုယ်မိသားစုအတွက်လည်းမလုံမိစေနဲ့၊ကိုယ်နိုင်ငံအတွက်ဘာသာသာသနာအတွက်လည်းမကောင်းတာကတော့မလုံမိစေနဲ့။ဘယ်သူအတွက်မှမကောင်းတာကတော့မလုံမိစေနဲ့။ ကောင်းတာတွေမှန်သမျှရှောင်ရမယ်ကောင်းတာတွေမှန်သမျှဆောင်ရမယ်ကိုယ်စိတ်ကလေးကိုဖြူအောင်ထားရမယ်အဲ့ဒါဆိုရင်ဖျားကြိုက်အောင်နေနေတာဖျားကြိုက်အောင်နေရင်လူဘဝလည်းအစဉ်ပြေတဲ့ဘဝရမယ်နောက်ဆုံးနိဗ္ဗာန်တောင်မှရောက်နိုင်တယ်တဲ့အဲ့ဒါကဖျားကြိုက်အောင်နေလို့ဖျားကြိုက်အောင်မနေနိုင်ဘူးဆိုရင်ဖျားရိုက်တာထက်နာတယ်ဖျားကြိုက်အောင်မနေနိုင်ကြရင်တော့ဖျားရိုက်တာထက်နာတာ ။အော်ကိုကဖះမကြိုက်တာတွေအကုန်လုံးရင်ဒုက္ခတွေကိုခါစီခံရတတ်တယ်တဲ့။အဲ့ဒီကြတော့ဖះရိုက်တာထက်တောင်နာတယ်။အဲ့ဒီလိုအဖြစ်ဆိုးတွေနဲ့မကြုံရအောင်ကိုကဘသူကြိုက်အောင်နေကြရမယ်။ဖះကြက်အောင်ကြက်အောင်နေကြရမယ်တဲ့ဖះကြက်အောင်နေဆိုတာအမြဲတမ်းဖះရှိခိုးပရိစိတ်အဲတရားတွေမှတ်နေမှဖះကြက်အောင်နေတာမဟုတ်ဘူးလူလောကအလဲမှာဟိုတာယေသမီးစီဝါကြီးတွေဆောင်ရွက်ရင်းနဲ့ မကောင်းနာတွေကိုမလုံမိအောင်တတိထားတယ်။ကောင်းနာတွေလုံမိအောင်တတိထားတယ်။စိတ်ကလေးကိုဖြူစင်အောင်ထားတယ်ဆိုရင်ဘယ်ဖျားသွားသွားမသွားသွားဘယ်ရိတ်တာသွားသွားမသွားသွားဒါဖျားချက်အောင်နေနေတာပဲ။အဲ့ဒီလိုနေမယ်ဆိုရင်တော့မကောင်းနာတွေရှောင်တော့မကောင်းကျိုးတွေမရတော့ဘူး။ကောင်းနာဆောင်ထားတဲ့အတွက်ကြောင့်ကောင်းကျိုးချမ်းသာမင်္ဂလာတွေနဲ့ပြည့်စုံမယ်။အဲ့ဒီလိုပြည့်စုံဖို့ရအတွက်ကြတော့ဘသူကြိုက်အောင်နေရမှာ။ ဖရာကြိုက်အောင်ဖရာကြိုက်အောင်လေးရပါဘူးဖရာမကြိုက်တာလုံးမိရင်တော့ဖရာရိုက်တာထက်နာလိမ့်မယ်ဖရာကတော့မရိုက်ဘူးပေါ့ဒါပေမဲ့လို့ဖရာရိုက်ရင်တော့မှရိုက်တာထက်နာတယ်နော်မကောင်းတာတွေလုပ်ရင်တော့ဖရာရိုက်တာထက်နာတတ်တယ်ဒီလိုမှတ်ရမယ်နော်အေးအောင်ဒီကနေ့အလှရှင်မိသားစုတွေဆွေတော်မျိုးတော်တွေအားလုံး ရှိဝင်းကျောင်းတိုက်ကြီးမှာလဆင်မပြေစွမ်းနိုင်သည်မြကောင်းမှုကုသိုလ်တွေပြုလုပ်ကြရတယ်။အဲ့ဒီကောင်းမှုကုသိုလ်တွေပြုလုပ်ရတဲ့အကျိုးအားကြောင့်ပြုလုပ်ရတဲ့ကောင်းမှုကုသိုလ်ကံစေတနာပေါင်းတို့ကြောင့်ကိုယ်လည်းကျမ်းမာစိတ်လည်းချမ်းသာကြ၍ကောင်းညိုချမ်းသာမင်္ဂလာတွေနှင့်တလုံးတဝပြည့်စုံနိုင်ကြသည့်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပမဒိနာမမေမလျောမဘောမတန်ထက်သန်သောအပမရတတိတရားဖြင့် တံပါတိထကိုစီကိုငှပြည့်စုံနိုင်ကြပါစေကုန်တည်း